အပြုတွေမှာမြည်လဲကြည်ရမယ်၊ကြံမြည်လဲဖြစ်ရမယ်၊အိမ်လဲကောက်ရမယ်၊ landscaping area လဲပါမယ်၊အိမ်လဲလှရမယ်ဆိုရင်ကျွန်တော်တို့လုံးဝပြည့်ပြည့်စုံတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်ဒီနေ့ရောက်နေတယ်။ဒီအိမ်လေးကကျွန်တော်တို့ရက်ကွက်ရေးဆက်နှစ်ရေးကြောင်းမှာရှိတယ်။နော်။ကြံအမြည်ပေါက်ဖြစ်တယ်။နော် landscaping area ဆိုရင်ကျွန်တော်တို့ကမျက်နှာစာကပေတရာဒီဘက်ကို85ပဲရှိတယ်။နော်ဘေးမှာမြက်ခင်းတွေရောဘာတွေရောအဲဒီမှာဆိုရင်ကျွန်တော် relaxing area ပုံစံမျိုးလေးလောက်ထားတာ။နော်ကလေးတွေ ကစားဖို့ဒါ playground ပုံစံမျိုးလည်းဖန်တီးလို့ရတယ်အောက်မှာကျွန်တော်တို့က car parking ပါတယ် basement area ပါတယ်နော် အောက်မှာအိမ်ခန်းတစ်ခန်းထပ်ပါသေးတယ် okay ဒီက landscaping area လေးတွေ့ကြည့်ကြပါမယ်နော်ကဲအရန်ဟိုလှတဲ့နေရာလေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်မထိုင်ကုန်နေချရပြီးအနားယူလို့ရတယ်မြက်ခင်းလေးပေါ့နော်တော်တော်လေးကိုပြည့်ပြည့်စုံနေအိမ်လေးဗျအိမ်ကလည်းတော်တော်လေးကိုလှတယ်တော်တော်လေးကိုမိုက်တယ်လိုအပ်ချက်ဘာမှမရှိဘူးနော်လုံညုံရင်းအနေထားတင်းနီယာအနေထား เนาะ view အနေထားအကုန်လုံးမိုက်တယ်တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်เนาะကဲအိမ်လေးကိုကြည့်လိုက်ပါဦးเนาะအောက်မှာ basement ပါတယ်ပြီးရန်နာလေးတွေ master bedroom နှစ်ခန်းမှာရန်နာထပ်ထည့်ထားသူက master bedroom ၃ခန်းပါမယ်အောက်မှာ basement area မှာအိမ်ခန်းတစ်ခန်းပါမယ်စုစုပေါင်း၄ခန်းရမယ်เนาะ living room ဆိုလည်းနှစ်ခုเนาะအပြင်မှာအောက်လို living room ပါတယ်အထဲမှာ living room တစ်ခုတက်တက်ပါသေးတယ်နော်ပန်းနေရောဘာတွေအကုန်လုံး site ထားတယ်နော်ဒီမှာအနားယူလို့ရမယ့်နေရာလေးဖန်တီးထားတယ်အပင်တွေအကုန်လုံး site ထားတ ပတ်ပတ်လေအကုန်လုံးအဒီဘက်ချမ်းမှာဆိုလေအပင်တွေစိုက်ထားတယ်။မကြည့်လိုက်။နော်။အဲ့တော့မြေအနေထားမြေအကျယ်ဝန်းအိမ်ဆောက်ထားတဲ့ဖွဲ့စည်းပုံအနေထားရကျွန်တော်တော်တော်လေးသဘောကျတယ်။နော်။အသင့်တက်နေလို့ရတယ်အသင့်လက်တည်နေလို့ရတယ်အိမ်တလုံးကိုရှားနေတယ်မြေခိုင်မာမှုကောင်းတဲ့ကရံမြေကိုရှားနေတယ်ဆိုရင်တော့ဒီရင်လေးကိုညှို့အောင်ပါပဲကြာ။ Okay တို့တွေသွားကြည့်ကြမယ်နော်။တော်တော်လေးလာတယ်။ Okay ဒါဆိုရင်တော့မီနီဂါဒန်ပုံစံမျိုးလေးဖန်တီးထားတာပေါ့နော်။အထဲမှာတော့အပင်ကတော့အစုံပဲ။ ော့ကျွန်တော်တို့ basement area ကိုဝင်တဲ့ဒါအောက်တကားလေးပေါ့နော် အောက်တကားလေးဖြစ်တယ်သူကအိမ်ကိုနှစ်ဖက်လာပုံစံမျိုးလေးဖန်တီးထားတာနော်ဒီဘက်ချမ်းမှလည်းလှတယ်ကျွန်တော်တို့ဟိုဘက်ချမ်းကကြည့်ရင်လည်းလှတယ်နော်မြက်ဒီပါးကြီးနဲ့စိမ့်စိမ့်လန်းလန်းနဲ့အိမ်ကတော်တော်လေးကိုပြည့်ပြည့်စုံတယ်လို့ပြောလို့ရတယ်ဗျာဒီကောင်လေးကဆိုတော့ဆိုရင်အရှိမရှိတဲ့ garden လေးဖြစ်ပါတယ်အဲ့ကျွန်တော်ဒီ garden area မှာဆိုလဲဒီမှာရေဒီကွန်လေးတွေနဲ့ဒါအပင်လေးတွေနဲ့ဖန်တီးထားတာအိမ်ကတော်တော်လေးကိုလှကြည့်လိုက်နော်အိမ်ကတော့အပေါ်ကိုရိုက်ပြလာ တထက်ခွဲပေါ့နော်တထက်ခွဲအောက်မှာ basement ပါတော့စုစုပေါင်း3တက်ပုံစံမျိုးဖြစ်သွားတာသူကနော်မီဒီယိုဘာတွေရောရှေ့ရောရန်နာတွေရောဘာတွေရောကျွန်တော်တို့လိုချင်တဲ့ design နဲ့တထက်သေးကြတယ်ပေါ့နော်အင်ကတော့ okay ဒီဒါတော့အင်ကျွန်တော်တို့အပြင်ဘက်မှာဖန်တီးထားတဲ့ရန်နာမှာဖန်တီးရတယ်ဒါ auto liberal area လေနော်ဒါလေးကဟိုတော်တော်လေးလှတယ်အဲကျွန်တော်တို့ဒီဘက်ချမ်းကိုကြည့်မှဆိုရင်သူကအဲဒီအင်ကဂုံးကလေးပေါ်မှာနော်ဂုံးကလေးပေါ်မှာဆိုတော့ဒီပတ်လေးမှာရှိတဲ့ view အကုန်လုံးမြင်ရတယ် เนาะသူ့ရဲ့ကျွန်တော်ဒီ landscaping area တွေရောဘာတွေရောအကုန်လုံးအပေါ်စီးကနေကြည်နေရတဲ့အနေအထားမျိုးလေးเนาะโอเคအဲ့တော့ level round နဲ့ဝင်ကြအောင်အဲ့တော့ပထမဆုံးစဝင်မယ်ဆိုတာနဲ့ main တော့မှာဒါ smart dollar system ပါမယ်ပြီးရှင်းလုံးစကားတွေပါပြီးပါမယ်ဒီမှာက shoe cap နဲ့ပါမယ်เนาะအဲဒီမှာတော့ဒါ entry ပေါ့เนาะအဝင် area ပြည်တာတဲ့ကျွန်တော် living room ကိုတွေ့ရမယ်เนาะမှတ်ချက်ဒီအရန်မိုက်တာတခုပြောပြရမယ်ထဲမှာရှိတဲ့ပစ္စည်းအားလုံးဈေးညှိနိုင်ပြီထားခဲ့တော်တော်လေးမိုက်တယ်လှတယ်ပြည်စုံတယ် เนาะဒီမှာ degree လုပ်ထားကိုကြည့်အဲ့မှာခြေချင်းသားနဲ့ sofa တွေဘာတွေရဆာပြီးတော့เนาะအဒီဘက်မှာဒီကျွန်တော်တို့ဒါ dining area ပါမယ်ပြီးရင်ဒါ basement ကိုဆင်းတဲ့နေရာပါမယ်နော်ကျွန်းပါကီတွေအပြည့်ခင်းထားတယ်ဘေးရမှာလိုက်ကာတွေရစာပြီးပစ္စည်းကောင်းတာတွေကို great premier grade အမြင့်နေတုံးထားတယ်ဒီမှာချင်းလုံးစကားတွေအကောင်လုံးပါပြီးတာတန်ပန်းတန်တကားတွေရောဘာမှလုံလုံသေးမရှိဘူးနော်ဒီထက်ပြည့်ပြည့်စုံတာဘာလဲဆိုတော့ဒီမှာ power station ပါပြီးတာနော် solar cell တန်တဲ့ power station ပါပြီးတာဆိုတော့ကြိုက်တာလို့တော့နော် ဒီလောက်ပြီးပြီဆိုတော့အိမ်ရင်ကိုကျွန်တော်မတွေ့သေးဘူးကဲ modern kitchen modern kitchen မှာအာဗန်တွေပါရောအကုန်လုံးပါပြီးသားဖြစ်ပါတယ်အညောဆုံးဆက်တွေပါရောနော် modern kitchen ကိုဒီမှာ liberal နဲ့ဒီ slide door နဲ့ကျွန်တော်ချားရတာဖြစ်ပါတယ်ကဲ liberal အရသာဒီကောင်ပြန်ခန်းစားကြည့်လိုက်နော်ပိုက်ပါတယ် okay ဒီမှာကကျွန်တော် master bedroom နှစ်ခန်းပါတယ်အဲ့ဒါကိုကျွန်တော်လိုက်ပြမယ်အတူပဲ balcony တွေပါပါပြီးသားဟောဒါဒါလေးပြလိုက်အောင် နော်ဒါလေးကလည်းလှတယ်နော်လေကကွင်းလေးကိုဒီလိုလေးမင်းကျွန်းပါကီတွေကျွန်းတကားတွေနဲ့နော်သူက modern အရသာကိုခံစားအောင်ပြီးရင်ပြူးလင်ဘိုက်ကိုခံစားအောင်အဲ့လိုလေးဖွဲ့ထားတာဒီမှာဆိုခြေလုံးစကားနဲ့တကယ်ဘာမှမလို့တော်တော်ပြည့်ပြည့်စုံတယ်ကျွန်းသားတွေဆိုကြွထွက်လာနော်အဲ့ဒီမှာဆိုရင်ထဲမှာလည်း pre-work ကအားလုံးပါပြီးသားနော်ကြတဲ့နေဆိုကျွန်းကြတဲ့နေဒီမှာဒီဘဲခွန်နေပါမယ်โอเค ဟိုမှာဘဲခွန်နီဒီဘဲခွန်နီကနေကျွန်တော်တို့ဒါရေချမ်းဝတ်တခွင်ကိုအကုန်လုံးကြည့်လို့ရမယ်ပြီးရင် Liberon အဲကျွန်တော်တို့အပြင်မှာ landscaping area ကိုကြည့်လို့ရမယ်ဒါကကျွန်တော်တို့ဒါရေချုပ်ခန်းအင်တာနော်ရေချုပ်ခန်းအင်တာအကျယ်ကြီးတွေသူကရေချုပ်ခန်း crazy တွေပိုင်ရှင်ကနော်ရေချုပ်ခန်းအင်တာကြီးအကျယ်ကြီးတွေဟိုမှာဝက်ရှော့ဆက်ကြီးတောင်ထည့်လာတယ်အထဲမှာနော်အဲဒီမှာ master bedroom နောက်တစ်ခန်းဖြစ်ပါတယ် master bedroom နေအကျယ်ကြီးတွေဖြစ်ပါတယ်နော်မအေးရအကျေးကြီးကြီးကဒင်ရတာဒါတယောက်ကြီးကဒင်မထည့်ထားရတယ်အေးရအများကြီးကြံနေသေးတယ်နော်ဒီမှာပါ

တော့အပေါ်ထက်မှာတော့ဒါ liberal area နောက်တစ်ခုထပ်ပါမယ်ဒီမှာတော့ဖျားပူစောထားတယ်ဗောနော်ဒါဒါဘုရားဘာသာတွေဖြစ်ပါတယ်ဒီမှာအပေါ်ထက်က area ရဲ့အလင်းဝင်အားတွေရောဖွဲ့ထားတဲ့အခန်းပွဲတွေရောဒီမှာ runner ကိုထွက်တဲ့တကားကြီးတကားကြီးဆိုနော်ပြီးရင် तू ကဒီဘက်ကတခန်းမဆောင်ဘောတခန်းထပ်ပါလိမ့်မယ်ကောအကျယ်ကြီးဖြစ်ဖို့မရဘူးကြည့်လိုက်ဟာမိုက်တယ်ဟေးအကျယ်ကြီးပါနော်ဒါဘောတော့အကျယ်ကြီး ရေချိုးကန်တော့အော်ဘက်တက်ပါတယ်ဒီကောင်းမိုက်ဘက်တက်ရှင်းနှက်လို့ရတယ်ဘက်တက်တယ်โอเคဒီအိမ်မှာအမိုင်ဆုံးလို့ပြောလို့ရတဲ့နေရာကိုသွားကြောက်ပြောလို့ဝါဖန်နစီလိုက်ဘောโอเคဒါတော့ render เนาะအိမ်ရဲ့ဟိုဘက်ချမ်းမာကကျွန်တော်တို့ master bron နေအတွက် runner ပါတယ်ဒီဘက်ချမ်းမာကဒီဘက်ကထင်းရှူတော်ကြီးကိုကြည့်လို့ရတယ် runner ပါတယ်เนาะဒီမှာထင်းရှူတော်ရှိတယ်ဒီဘက်မှာ euclid တော်ရှိတယ်ဒီဘက်မှာရေကြောင်းကအိမ်လှလာတွေအများကြီးရှိတယ်ဒီအင်းကိုခွင့်နိုင်စင်တော့3000 9000ညီနိုင်ဖြစ်တယ်ကရေရံမြေပေါက်ရမယ်မြေအကျယ်တွေရောအိမ်မှာပါတဲ့ facility အားလုံးကိုအကုန်လုံးတည်ရကြစရာတွေဖြစ်တယ်เนาะစိတ်ဝင်စားတဲ့ဆိုရင်တော့ကိုယ်ဆိုင်နဲ့လာကြည့်လိုက်ပါ